ရရှိရင်ဆိုင်နေရတဲ့လက်နက်ကင်ပဋိပက္ခကိုဆုံးသတ်နိုင်ဖို့တနိုင်ငံလုံးအတိုင်းအတာနဲ့အဖြစ်ခက်ရဆဲရေးကိုပထမဆုံးအကောင့်ထဲပေါ်မဲ့အစီအစဉ်အဖြစ်ဆုံးဖြတ်ထားတယ်လို့အပြည့်ရမာမေခွန်းဖွဲ့ပြောခွင့်ရဗိုလ်မှူးကြီးစောကျော်ညွန်းကတာလွင်တိုင်းကိုပြောပါရီအပြည့်ရထိုးတိုင်းသက်လက်နက်ကင်အဖွဲ့အစည်းမာမေခွန်းဖွဲ့ရဲ့ဥဆောင်ဖွဲ့အစည်းဝေးကိုသရုတ်ထအချိန်ဖြစ်ဧပြီ29ရက်နဲ့30ရက်နေ့တို့မှာအွန်လိုင်းကနေကျင်းပခဲ့ပြီး Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်၅ရက်ကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ စီစဉ်တွေထဲမှာတက်ဆိုင်သူစုဖွဲ့အားလုံးကြိုတင်ကန့်သက်ချက်မှထားပဲတနင်္ဂနွေနေ့အတိုင်းအတာနဲ့အပြည့်ရဖို့ကိုဦးစားပေးထားပြီး ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာကိစ္စရပ်တွေဆွေးနွေးမှာဖြစ်လို့သက်ဆိုင်သူတွေကြိုတင်ကတိကဝတ်ရယူဖို့လည်းပါဝင်ပါတယ်။ဒါအပြင်ဖက်ဒရယ်ဒီမိုကရေစီအတွင်ကုပြောင်းရေးကာလအစိုးရတည်းရဲ့ဖွဲ့စည်းပုံဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေရေးဆွဲဖို့နဲ့ဖြစ်ပေါ်လာတဲ့ဖွဲ့စည်းပုံခြေကံဥပဒေနဲ့ညီရွေးကောက်ပွဲကျင်းပဖို့ဖြစ်ပါတယ်။တနင်္ဂနွေလုံးတိုင်းတာနဲ့အပြစ်ခတ်ရဲဆဲကြီးဟာလက်ရှိကြုံတွေ့နေရတဲ့အကျက်တဲအရာပထမဆုံးလုံးဆောင်နိုင်ရင်ကျန်တဲ့လုပ်ငန်းအစီအစဉ်တွေအပေါ်ကိုလည်းအများကြီးထောက်ကူပြုနိုင်တယ်လို့ရှုမြင်ထားတာပါဒီအတွက်ကြောင့်အင်အားပြင်းကလေးလှုပ်ခတ်ပြီးရတဲ့နောက်ပိုင်း နိုင်ငံတကာနဲ့အိန္ဒိနာချင်းနိုင်ငံတွေကမြမရေးကိုထင်သာမြင်သာစိတ်ဝင်စားလာချိန်မှာအခွင့်ကောင်းယူပြီးအချက်အသေးကနေထွက်ပေါက်ရဖို့ကြိုးပမ်းလာတာလို့ဘုံမကြီးစောကျော်ညွန်ကပြောပါတယ်။အခုလောလောဆယ်ပေါ့လေကျွန်တော်တို့အိန္ဒိချင်းနိုင်ငံပါဝင်ပေါ့လေအဲကျွန်တော်တို့ ਨੇ လမ်းဝေးတဲ့ဒါနိုင်ငံတကာတွေကလည်းဟိုအင်ရတဲ့စာလုံးရှိနေပေါ့လေအဲနည်းနည်းလေးဟိုစိတ်ပါဝင်စားမှုရှိလာတယ်အပူပေါင်းဆောင်ရွက်မှုကလည်းထင်သာမြင်သာရှိလာတဲ့အချိန်မှာ ဒါကိုအခွင့်ကောင်းယူပြီးတော့ကျွန်တော်တို့ရဲ့တနင်္ဂနွေလို့ကြိုတင်နေတဲ့လက်ကပရိပခဆူတဲ့အတတဲကိုဖက်ပေါက်ရနိုင်ဖို့အတွက်ကျွန်တော်တို့အနေနဲ့နိုင်ငံတကာဒီရဲ့အားကိုတော်လကောင်းကျွန်တော်တို့ကိုယ်တိုင်ကဟိုလုံနေတဲ့အားကိုတော်လကောင်းကျွန်တော်တို့ပြန်တူစုပေါင်းတွန်းပြီးတော့ရုံနိုင်ကြမယ်ဆိုလို့ရှိရင်ဟိုဖက်ပေါက်များရများရနိုင်မလားလို့ကျွန်တော်တို့အနေနဲ့တော့အဲ့လိုမျိုးပဲဟိုစပါလို့ဟိုအား ဟိုဒါဟိုမရှိမရှိမဲ့အကြည့်တကူအောင်မှာတော့ဟိုဒါနည်းနည်းလေးတုံအားပြည့်ချင်တာပေါ့ Federal Democracy အတွင်းကုပြောင်းရေးအစီအစဉ်၅ရက်ဟာအရင်ငင်းချမ်းရေးလုပ်ငန်းစဉ်ဥဆောင်ဖွဲ့ PPSD ကနေနိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာအဆိုပြုချက်ကိုပြန်လည်အခြေခံပြီးလက်ရှိပကတိနိုင်ငံရေးအခင်းကျင်းနဲ့အကန့်ညီဆုံးဖြစ်အောင်ဆုံးဖြတ်ခဲ့တာလို့ပြောပါရယ်။စီစဉ်၅ရက်ကိုအကောင့်ထဲပေါ်နိုင်ဖို့အပြည့်ရမဟာမိတ်ခုနှစ်ဖွဲ့နဲ့ထိတွေ့ဆက်ဆံနေတဲ့ပြည်တွင်းမှာရှိတဲ့နိုင်ငံရေးအင်အားစုတွေ၊နိုင်ငံရေးပါတီတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနိုင်ငံတကာအစိုးရအဖွဲ့တွေလည်းအလင်းတင်တယ်လို့ချိတ်ဆက်ပြီးတဆင့်ချင်းစီအတီပေးရှင်းလင်းသွားမယ်လို့ဆိုပါတယ်။ဒါအပြင်တခြားတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်းထိတွေ့ဆက်ဆံနိုင်အောင်ကြိုးပမ်းသွားမှာဖြစ်တယ်လို့အဖွဲ့အတွင်းမှာလည်းအကောင့်တွေပေါ်မဲ့လုပ်ငန်းအစီအစဉ်တွေနဲ့ပတ်သက်ပြီးလမ်းစာရှာညှိနှိုင်းသွားမယ်လို့ပုံမကြီးစောကြုံညာရှင်းပြပါတယ်။မြမရေးလေးလာတုံးသက်သူဒေါက်တာဆိုင်းကြည်စင်ဆိုကလက်ရှိချိန်နေမှာအပြည့်ရခုနှစ်ဖွဲ့နဲ့တခြားတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဟာဖြစ်တည်မှုပုံစံမတူတော့သလို့ တက်ဆိုင်သူအစုဖွဲ့တွေကလည်းများပြားလာတဲ့အတွက်စဉ်းစားပုံချင်းမတူဘူးလို့သုံးသပ်ပါတယ်7 EA ကို alliance ကသူတို့အချင်းချင်းကြားထဲမှာတော့တော်တော်ညှိနေရတဲ့အခြေအနေရှိတယ်နောက်တစ်ခုကသူတို့အဲ7 EA ကို alliance နဲ့အတူကြံတဲ့ EAO EAO တွေပေါ့နော်သူတို့ကအခုအာဖြစ်တည်မှုပုံစံတွေကမတူတော့ဘူးဆိုတဲ့ဟာလည်းတွေ့ရနေတယ်အထူးသဖြင့်အဲ Northern Alliance ရဲ့သူဒီစိတ်ရေးရာပြောင်းလဲသွားတဲ့အခြေအနေကြီး နောက်တစ်ခါကျွန်တော်တို့အညာဒေတာဖက်မှာရှိနေတဲ့နောက်ထပ်ထပ်တိုးလာတဲ့ကျန်တဲ့ကိုင်အစုအဖွဲ့ဒါမှမဟုတ်တော်လိုင်းအစုအဖွဲ့ပဲ။အဲနိုင်ငံရေး state ကဒါအားများသွားပြီ။ဟောအများသွားတဲ့အနေအထားမှာကျွန်တော်တို့အခုလက်ရှိတွားချင်တဲ့နိုင်ငံရေးလမ်းစဉ်ဟာက အခုဒီ၅ချက်နဲ့အဲတူတယ်လို့လို့ရှိပေမဲ့ဘယ်ဟာအရင်ဆလုပ်မလဲဆိုတဲ့ဟာကကျွန်တော်တို့စဉ်းစားပုံ တူမှာမဟုတ်ဘူးလို့ကျွန်တော်နည်းနည်းအာမြင်ရတယ်။မဲမြေဆိုင်ရာငင်းပွားမှုတွေအကျိုးစီးပွားနဲ့ဆိုင်တဲ့ကိစ္စရပ်တွေအပါအဝင်လူမျိုးအခြေပြုကိစ္စရပ်တွေစတဲ့လုပ်ငန်းစဉ်တရက်ချင်းစီတိုင်းမှာသက်ဆိုင်သူတွေဘလောက်ထိပါဝင်ကြပြီးအချင်းချင်းပွန်းလင်းစွာညှိနှိုင်းဆွေးနွေးနိုင်မလဲဆိုတာအရေးကြီးတယ်လို့သူကထောက်ပြပါရယ်။ဒါကြောင့်ဆုံးဖြတ်ထားတဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်တရက်ချင်းစီကိုဘလို့ဆန်တတ်မှတ်ချက်တွေနဲ့ညှိနှိုင်းကြမလဲဆိုတာကြည်ကြဲပြက်ပြက်ဆွေးနွေးဖို့လိုမယ်လို့ဒေါက်တာဆိုင်းကြည်စင်ဆိုကမှတ်ချက်ပြုပါရယ်။ ြည်ရဲ့မဟာမိတ်ခုနှစ်ဖွဲ့ထဲမှာရှမ်းပြည်ပြည်လက်ထူထောင်ရေးကောင်စီ RCSS မော်ပြည်တပ်ပါတီ NMSP ရခိုင်ပြည်လူမျိုးရေးပါတီ ALP ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DGB ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLPC လာအိုဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL နဲ့ NCA S တို့ပါဝင်ပါတယ်